ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့တပန်အော်ဒီယိုဘုတ်ချန်နယ်လေးကနေကြိုဆိုလိုက်ပါရနော်။ကဲဒီနေ့မှဘလူးဇလန်လေးကိုတင်ဆက်ပေးမလဲဆိုတာပရိသတ်တွေကနားဆင်အားပေးကြကြပါအောင်နော်။ဇလန်လေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်ဇလန်လေးကိုစတင်လိုက်မယ်နော်။ငှထိန်သူ့ဒီရက်ကဝတ်ငှထိန်လို့ခေါ်ကြပါတယ်။ဝတ်ကိုရွာရီဆင်းဝယ်လောင်ပြီးကိုယ်တိုင်ပေါ်ပါတယ်။ပေါ်လို့ပြီးရင်တော့ သူ့မိမမိစစ်တဲကဖောက်တယ်များရောင်ပိုးတဲ့ဝက်သားကိုဈေးမှာထိုင်အောင်ပါတယ်ငတ်ထိန်ဝက်ရှာဝက်ဝဲဝက်သားလုတ်ကိုတော့ကာလာသားဘွားမသည် အိမ်အောင်ကြတဲ့အတိုင်းဆွဆွမြမြရရဆက်လုတ်ကန်ခဲ့ပါတယ်ငတ်ထိန်ကအရက်နဲ့များကိုပြန်သူချစ်ပါတယ်မိုးလေရင်တော့အရက်နဲ့ပလုတ်ချင်းပါတယ်ပြီးတော့မြို့ချလိုက်ပါတယ်ပြီးတော့ရှစ်တဖလားနဲ့မျက်နှာဟန်ပြတက်ပါတယ်အဲ့ဒီနောက်အရက်ဆောင်သွားပြီးတက်လုံးမိဝဲလိုက်ပါတယ် အများအပြည့်အိမ်မှာစိန်နဲ့ထိုင်တောက်တာက များပါတယ်။အမီးကိုမိချစ်တဲ့ကကြကြနာလုပ်ပေးပါတယ်။ဝတ်ဥမှာလက်လက်ဆက်ကိုတုပ်ပေးပါတယ်။ဝတ်ဆက်ပိုးသားကို မကြက်တကြက်လေးချက်ပေးရပါတယ်။တခါများဝတ်ပေါ်ရန်ပြင်းနေစဉ်အရက်နဲ့မီးစရာ အမီးနဲနေ၍ပေါ်ကနီဝတ်အရှင်လက်လက်ရဲ့နေရွက်ကိုဓာတ်နဲ့လိပြီးရှင်နှွေးဖြောကရှောက်ရွက်စီချက်နဲ့အရေးပေါ်တုပ်ပေးရပါတယ်။နေရွက်အလိခံရတဲ့ဝတ်ခမများခြေလက်လေးဖက် ထုတ်ထားတဲ့ကြားမှာငဲတဲ့ပါအော်ရင်သွေးစင်းချင်ချင်နဲ့ဥကောင်တစ်ခုလုံးတုံခါနေရဲ့မြင်ခွင့်ကိုကြည့်ပြီးဝက်ပြက်ဝက်မွေးချင်မဲ့သူ့ရဲ့လုပ်ဖို့ကင်ဘတ်မြတ်မင်းဟန်သူရိမင်းနဲ့ကိုမောင်လေးတို့ပဲမကြည့်ရလို့မျက်နှာလွှဲခဲ့ရပါတယ်။ငတ်ထိန်ဘာရောမောင်လေးနောင်ဝက်သိပ်ပြီးမှကြက်ရအလုံးလှိဖြတ်စားပါငတ်ထိန်ဟာဘာဖြစ်လို့လဲမောင်လေးရအေးအေး တင်းရက်ဆက်ရကြာလို့လို့ပါကွာဟာဟာဟာအမ်းပါကွာမောင်လေးရမင်းကနဲ့တွေးလောက်လာကြာပါပြီကွာဒီနေ့ကြမှတောင်ဝေကရနေရကိုချစ်သေးရေအေးအေးချစ်သေးဘာတော့ကိုထိန်ငါတို့ကောင်မောင်လေးကိုတင်ငန်းတစုံဝယ်ပေးပြီးဦးစင်အောင်စင်เจ้าမင်းလိုက်ပို့လိုက်စမ်းမမိမရဲ့အေးငါထင်ကအဲ့ဒီလိုပြန်ရေးလိုက်ပါတယ် နောက်ဆုံးဘလို့မှပြောမရ၍လှုပ်ထွားလိုက်ရပါတယ်။ဒီလိုရက်ဆက်ကြမ်းကြုတ်လို့နဲ့ဝတ်သက်သမားဝတ်သားရောင်သမားနဲ့တာရှင်မတွဲချင်တော့လေငှထိန်က နမယဝတ်သားတဲ့လုပ်ငန်းရှိဖြစ်နေပြီးဖောက်တယ်ကမနေပါ။အဲ့လိုမင်္ဂလာနိုင်ကိစ္စရှိရင်ဝတ်ဖို့တက်ရပါတယ်။ရွာစင်ဝတ်ရှာလေတော့၍အလုံးနဲ့လန့်ပြက်ရတယ်မရှိပါ။ဝင်ဝင်မှန်ပြီးဝင်ဝင်ကောင်းနေအလုပ်ဖြစ်ရလေဝတ်ငှထိန်နဲ့လက်တဲမဖြုတ်ချင်ကြပါဘူး။ တခါတော့လည်းကြည်ငှထိန်ရက်တော့ပြီးဗက်ဆက်ကဩစာပေး၍ခိုင်းနေလိုက်ပါတယ်အမီးကိုနှမျိုးသုံးမျိုးလှုပ်ပေးထားပါတယ်ရေပွဲတော့အမဲဥတော့ခရမ်းချင်သေးတော့ပါပါတယ်ရှင်တွင်မစုသေးဘူးလားဟေစူစာပြုတ်နေပါဆရာထိန်မင်းအမေကလှောမှုဆော့ဆော့မကြူရတာလည်းဟင်ထင်းစုံနေလို့ကြာသွားတာပါဆရာထိန်ပြောလိုက်စင်ချေကြည့်ပဲတောက်သုံးမကြတဲ့ဟာတွေ ဟိုကောင်ဘာတို့ပြားခိုကြီးဟိုတနေ့ရလို့ဥချင်ဖန်းတာမခားစေနဲ့ဟုတ်ကဲ့ကိုကြီးပြောလိုက်ခွေးမသာဟုတ်ကဲ့ချီပင်ဥချင်ဖန်းတာဟိုတနေ့ရလေးဝင်ပြီးချီးစုံနန်းနေရပင်နောက်တခါအဲ့ဒါလို့တောက်တော့မကြရင်မင်းရဲ့ဦးကိုဟောဒီဝတ်ထိုးသားနဲ့ငါးကိုယ်တိုင်ဖွင့်ပြီးဖမ်းပြမယ်ကြားလားစိတ်ချပါကိုကြီးနောက်မဖြစ်စေရပါဘူးခင်ဗျာ မင်းတို့ငါဈေးကောင်းပေးပြီးခေါ်ခိုင်းနေရငါလုပ်ငန်းနာမည်ပြက်တယ်ကိုယိုကာယမလုံနဲ့သိလားငါအချင်းမဟုတ်ဘူးမအေးဟိုတင်းတွေပွဲချင်းပြီးသွားမယ်ဟင်းအရက်ဝင်သွားရင်ဘဇက်ကရုံရင်ကြမ်းတက်စွာဆဲရပြီးတော့ဟိုရန်လုတ်ဒီရန်လုတ်လုတ်ပါတော့တယ်စိတ်မထင်ရင်တော့အလုတ်သမားများကိုအရက်ပလင်းဖန်ခွက်နဲ့ကောက်ပေါက်ပါသေးတယ်အလုတ်သမားများကတီးခန့်ကြပါတယ်အခုလေ တောင်းရင်ဆိုင်ရင်ဖောက်ချီအောင်ဝင်နေပြန်ပါတယ်မိသေးချင်းဘာတော့ကိုထိန်အမင်းကဒါအကုန်ပဲလားသုံးမျိုးလေးကိုထိန်မကြိုက်လို့လားယင်ဝါတာဟင်းလက်ကြံမရှိဘူးလားမရှိဘူးခဏစောင့်ပါလားရှင်ဖေးတောက်ကမ်းမငါဝါတာဟင်းမပါရင်အရက်တောက်မြန်နင်တို့မသိဘူးလားဟေးသိဟာ ဖန်ခွက်တလုံးကမိသေးချစ်အနည်းရှိပြင်ကောင်းမှန်ပြီးအစိတ်စိတ်အမွားမွားကွဲချီသွားခဲ့ပါသည်ဝက်ပေါ်ရန်ပြင်နေသူအလုသမားများပင်လန့်သွားကြပါသည်အရင်နောက်ပစံမှအယုဒ္ဓအနတ္တကြောင်းဝွန်ရမရှိအောင်ဆဲရီတိုင်းထွာနေပါသည်လူကိုထခံမလို့ပါမရိုက်မလို့လုံ၍တပည့်များကမနေဝိုင်းဆွဲရပါသည်မိသေးချစ်ကလည်းကြာတော့သူ့ရဲ့လင်သားငထင်အကြောင်းကောင်းကောင်းသိနေ၍တိတ်မတုံလို့တော့ သူ့အလိုမကြရင်စားချင်တာမစားရရင်ဒီလိုပောက်ခွဲဆဲရေးတိုင်းထွားပြီးနှုတ်နှုတ်ဆင်းမယ်အရေကိုလှန်ပြက်မယ်လို့ခုနှစ်အင်ကြားရှစ်အင်ကြားကျင်းဝါတော်လေတစ်ချက်မှမရိုက်နိုင်ခဲ့ပါအိနာသက်73နှစ်မှာဒီလိုအဖြစ်မျိုးအချိန်မှမနေတော့ကြာတော့ရိုးနေပါတယ်လင်သာလုတ်သူငထိန်အစားတော့ကျူးတော်လေသူမကို အလွန်ချစ်မြတ်နိုးတာဟာမိသေးချစ်သိပါတယ်ညာအိယာဝင်းရဲ့စူဖြိုးတောင့်တင်းနဲ့သူမရဲ့ခန္ဓာကိုယ်ကို လက်ချမ်းကြည့်နေပွေးပတ်ချော့ပြီး ။တနက်ခါရီကျဲလှူထားတဲ့ပါနဖက်ကိုအရက်စီပြန်နေသောနှာခေါင်းကြီးနဲ့ဘဲပြညာပြန်နမ်းပြီးနောက်ချွဲမဲ့ကဲမဲ့တဲမဲ့အဲ့ဒီအခါမိသေးချင်းရဲ့စိတ်ညစ်ဆိုးရင်ခရရဲ့မောဟတော့ကများဟာကိုငထိန်ရဲ့ရှင်းအောင်ကြဲကြီးအောင်မှာတော့မှောင်မှောင်ညက်ကြည့်ပါလေ။အကို့ကျမအရန်ချစ်တာပဲ။နာကျင်မှုပြမှန်တဲ့ကို အခါခါရွရင် သင်္ခါရအချစ်လေးကိုလှိုင်းလူလူကြမှာရွက်ဆောင်ဖွင့်၍ ချီနှုံးရတဲ့ချက်များရေးတွက်လို့မြခဲ့ပါအရေးကြီးတာဟာသူ့သောတာဖြစ်ပြီးလူချင်နာမြဖြစ်နေချိန်မှာသူ့ကိုခွန်တောက်ပြန်ကက်ကက်လန်းရှမ်းမတွေ့နဲ့ဒါလေးနားလည်မှုပေးလိုက်ရင်တော့အခုလေကြည့်တပည့်များဆွဲနေကြမှာဝတ်သားဟင်းအမိမစရ၍မပ၍ဒေါသများပောက်ခွဲကအကုန်လုံးစမ်းရစ်ကန်ကြောင်တွန်းဖယ်ပြစ်လိုက်ပြီးဝတ်ထိုးသားကိုဓာိုင်းမှာဆွဲထုတ်လိုက်ပါတယ်ဆရာထင်းမမမလုပ်ပါနဲ့ဆရာထင်းသတိထားပါခင်ဗျာ ဖဲ့အကောင်သေးသွားမယ်ငထိန်กว่าအားလုံးသောအလုသမားတပည့်များဟာဝတ်ထိုးသားချုံဆုပ်ကံပြီးအော်ဟစ်ဆဲရင်ရဲ့အလုရှင်ဝတ်သက်သမားကြီးငထိန်ုံကြည့်၍ရှဲကုန်ကြပါသည်မိသည်ချစ်လေသူ့များတတ်မာလားလို့စိုးရင်ထိတ်လန့်ပြီးမျက်လုံးပြူးချက်သွားခဲ့ပါသည်ငထိန်အိမ်မှာမှာဓာတ်ကန်၍ခုန်ချလိုက်ပါသည်အဲ့ဒီနောက်လေးဘက်ကျတုံလောင်ထားတဲ့ဝတ်ဆဲကောင်ရှိရာသို့ပြေးသွားလိုက်ပြီးအနည်းဆုံးဝတ်ကြီးရဲ့အမိကိုဝတ်ထိုးသားနဲ့ တအားခုတ်ဖြတ်ချလိုက်ပါတယ်။အရှင်လက်လက်အမိဖြတ်ခံလိုက်ရတဲ့ဝက်ကြီးဟာငဲတန်ပါအောင်စူးစူးကြဲကြဲအော်ပြီးကျိုးတုံးလျက်နဲ့ထောက်ခွန်လိုက်ပါတယ်။ပြီးနောက်နောက်တစ်ကောင်ရဲ့အမိကိုလည်းထပ်ဖြတ်လိုက်ပါတယ်။အားလုံးဝက်ရှင်သုံးကောင်ရဲ့အမိများကိုဓာတ်နဲ့ဖြတ်လိုက်ရကဝက်ကြီးသုံးကောင်ရဲ့နာကျဲစုချအော်တန်များဟာကျွတ်ကျွတ်ညံနေပါတယ်။ဝက်တို့မိသည်လက်ပတ်နောက်နာမှနှလုံးသားရှိရာသို့ဝက်ထိုးသားတစ်ချက်ဝင်ဤကနေတစ်ချက်အော်ပြီးအကျော်ဆွေ၍ ်တရားလေးရှိပါတယ်။ထမ်အွန်နိုင်တော့အခုလိုအမေရောအရှင်လက်လက်အပြတ်ခံရတဲ့ခါမှာတော့ကဘာပြတ်အောင် အော်ကြလိပါတယ်။မိသူမလည်းမတားရင်လှုပ်ချက်တလို့လို့လက်ပ၍ကြည့်နေလိုက်ကြပါတယ်။ငတ်တန်ဟာမြေပြင်မှာသွေးဆက်နဲ့ခုံနေရဲ့အမီသုံးချောင်းကောက်ယူလိုက်ပြီးပေါပွက်စုရင်ွေးအိုတဲ့တို့ပြစ်ချလိုက်ပါတယ်။ဝမ်မီသုံးချောင်းဟာရင်ွေးစုစုမှမြုံလိုက်ပေါ်လိုက်ဖြစ်နေပါတယ်။အဲ့ဒီမှာသူကမင်းညက်နဲ့လမ်းဆက်ပြီး ရှည်နှင်းနဲ့နူးနေရဲ့အရေးခွန်ကိုလက်နဲ့တတ်ချလိုက်ရအမွှေးများချက်ပြီးအမီဖွေးဖွေးများသာကြံ့မာတော့တယ်။အဲ့ဒီမကြက်တကြက်အမီသုံးချောင်းနဲ့အရက်ဖြူကိုနှစ်ပါးခေဆက်ပြီးကြကြနနာတောက်ပါတော့တယ်။အဲ့ဒီတော့မှသူ့ရဲ့ဒေါတာနဲ့အလုံးမပြည့်မှုများချက်ချင်းငြိမ်ကြပြီးနားဖူနားညီးလေတတ်တာသွားကြပါတယ်။ပြောရရင်တော့ငထိန်ဟာဤတို့အစားချူပါတယ်။အတောက်ချူပါတယ်။အရက်ဆက်မှုလွန်ခဲ့ပါတယ်။ကာမကုံလည်းပတ်ဆက်လီပါတယ်။ အခုတော့နမေကြီးဝတ်တသမားလူချမ်းကြီးတေးပါတယ်တေးတာမှရွှေရွှေမတေးတေးချင်းစိုးနဲ့တေးလေးပါတယ်တေးတဲ့နေရာက သူ့ဝတ်အရှင်လိုက်ဝဲတဲ့ကြီးကန်ကျိုးရွာမှာဖြစ်ပါတယ်ဝတ်များလည်းဝဲလို့ပြီးပြီးအဲ့ဒီမှာသူက ဖောက်ချီဝင်လေးပါတယ်ဇီးသားဦးရှိနေဝတ်မရဲ့မြင်းမနှင်းသားကိုစားချင်တာတဲ့အဲ့ဒါနဲ့ဇီးရှိနေရဲ့ဝတ်ပြုံမှာတကောင်ကိုမရမကဈေးကြီးပေးရွယ်လေးပါတယ်ဝတ်မြင်မနှင်းသားဆိုဒီမှာဈေးရှိပြီးမမွေးသေးတဲ့ ကိုဝင်ဆောင်ဝမ်မရဲ့ရှင်သွေးများကို ထုတ်သက်စားခြင်းဖြစ်ပါသည်။မွေးကနေဝမ်မကို မွေးခွင်မပေးဘဲအရှင်လက်လက်တက်ရှင်ခွဲပြီးအထဲမှာအချင်းနဲ့ရှင်းနေရဲ့မြေမာနဲ့ဝက်သားလေးများကိုထုတ်ပြီးချက်စားပေါင်းစားတာကိုဝက်မြေမာနင်းသားလို့ခေါ်လိုက်ပါသည်။အဲ့ဒီဝက်မြေမာနင်းသားကိုငတ်ထိန်သွေးစာနေပါသည်။ချင်းချင်းတက်နေပါသည်။မြေကြီးပေါ်ကဟိုတယ်ကြီးတစ်ချို့မှာဝက်မြေမာနင်းသားတစ်ကောင်ကိုဟင်းလျာတစ်ပွဲကို၃000မှ၅000ပေးပြီးစားရပါသည်။ အလွန်ချမ်းသာသူများမှသာ စားနိုင်ပါသည်နိုင်ငံခြားသားအချို့အလွန်ချမ်းနေတတ်ပါသည် FEC ဒါမှမဟုတ်ဒေါ်လာနဲ့ရောင်းပါသည်အခုသူအဲ့ဒါကိုစားချင်နေပါသည်အဲ့ဒါဖြစ်၍ကြိုက်စေးပေးပါသည်ဝက်ပိုင်ရှင်ရမယောင်သို့တော့ရောင်းဝယ်ပါသည်အစုံးစုံစုံဈေးရုပ်ပေးလိုက်ပါသည်အဲ့ဒါနဲ့မြေမနဲ့ဝက်ပြုတ်စည်းမကိုရှားခဲ့လိုက်ပါသည်အဲ့ဒီမှာဝမဟာတရားမျိုးတိပြီးငှထိန်လမ်းမှာရုံးကန်ရွေးပြပါတယ်ငှထိန်က ဝက်ထိုးလောင်ဆွပြီးလိုက်လေပါတယ်တပည့်များကလည်းဝန်းဆွပိတ်၍လိုက်ကြလေပါတယ်ဇီးနေဝဟာကြောက်လန့်ပြီးတင်းချိုင်ကုန်းတို့ပြေးပါတယ်တင်းချိုင်ကုန်းမှာစူးချုံများအတွင်ပုံနေစဉ်ငထိန်ကဝက်ထိုးလန်နဲ့အတချင်းခတ်၍ထိုးတရံပြင်လိုက်စမှာတော့အာအမလေးပြမျက်လုံးထဲမှာမီးဝင်းတောက်ပြီးမိုးချိုပြစ်ခံရတကယ်တို့ခန်းစားရကဝက်ထိုးလန်လို့ကြလို့ငထိန်ချုံဆက်မှလဲပြီးအကြောဆွဲနေပါတယ် ဒင်းရုံမွေးဟောက်ကပေါက်လိုက်ပြီးတော့မျက်လုံးနှလုံးပြလာပြီးအကျုံးမြကောက်ခွေကတင်းဆိုင်ဂုံးပေါ်မှာအသက်ထွက်သွားခဲ့ရပါတယ်။မိသေးချစ်ကမျက်ရည်ကြောင်ရင်မဆုံးချစ်လှစွာသောချစ်လျင်အလောင်းကိုကြည်ကန်ကျိုးတင်းဆိုင်မှာပဲမြေမြုပ်တချို့ခဲ့ရပါတယ်။သူ့လင်ကအတောက်စားကျူပြီးရက်ဆက်ကြမ်းတမ်းမှသူ့မသိပါတယ်။သို့တော့ကိုငထိန်ဟာသူ့မကိုတော့ဆွဆွဲမြဲချစ်ပါတယ်။ဆွဆွဲမြဲပေါင်းတဲ့ပါတယ်။မရံငယ်တော့လုံးဝမထားပါဘူး။ ရသမြဝင်ဝင်မှာသူမကိုရွှေလိုအပ်သမျှဆင်ပေးပါတယ်။သူမဒီလင်းကြောင့်တင်းတင်းတတဲနေခွင့်ရခဲ့ပါတယ်။ဒီလင်းရဲ့အရှင်ဝါကြောင့်သူများရဲ့မျက်စောင်းထိုးခြင်းကိုများမခံခဲ့ရပါ။အခုတော့လေလူချမ်းစိတ်ချမ်းကျေးဇူးရှင်ကြီးအသေးစိုးနဲ့တည်ခဲ့ရပါတယ်။ရက်လက်ပြီးညမှာစပြီးတယောက်တည်းအိပ်ရပါတယ်။အိပ်ရပေါ်မှာချစ်လင်းရဲ့ကြင်ရင်ခဲတဲ့အိပ်ရကိုငွေကိုတန်းတာပြီးနေစဉ်မြေကြီးကြခဲ့ရပါတယ်။ အလွမ်းဟာတော်ရုံနဲ့မင်းလို့ရမယ့်အလွမ်းမဟုတ်ပါမောင်ဘဲဘွားရှောင်းနေပါလေအကိုဘဲဘုံရှောင်းနေပါလေရှောင်းရပုံဘွားကနေသူ့မောက်တတိယနေမီလားအိမ်နားမများရှောင်းနေကြတလားညစဉ်ချိုးချိုးချိုးတန်ကြတိုင်းထားကြရဒီမှာအမော်ညပတ်ခွေးရောက်တန်ကြရင်တော့ခွေးဥတန်များကြားရရင်မီးပွင့်ပြီးထားကြရပါတယ်မောင်များသူ့မောက်တတိယလို့လာရော့တလားဘာမှမတွေ့ပဲခွေးဥတန်ချွန်းနေတန်များကြားရတိုင်း ချစ်လင်မှာအကိုအမန်နဲ့အမြဝေခဲ့ရပါတယ်။နေများညများရာတီချို့ကြော်လွန်၍လာခဲ့ပါတယ်။တညမှာတော့သူမထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ခဲ့ရပါတယ်။အိမ်မက်ထဲမှာမောင်ရောက်လာခဲ့ပါတယ်။အတန်ကတော့မောင်ရဲ့အတန်မှာမျက်နာကဝတ်တကောင်ရဲ့မျက်နာချစ်လင်ကိုလုံးမိသေးချစ်လန်သွားပါတယ်။ပြီးတော့မျက်ညာစိတ်ကြလာခဲ့ပါတယ်။မောင်မောင်မောင်ဟုတ်ရလားယင် မောင်မမိတဲ့ရင်မောင်အစ်စ်ပါ။အိုးမောင်ဘယ်လိုဘဝကိုရောက်နေရလဲမောင်ရဲ့။အိမ်မအထင်းမှာဝမ်းမျက်နာနဲ့မောင်ရဲ့လက်ကိုကန့်ဆုပ်ရင်သူ့မဝမ်းနဲ့ရှိုက်ငုံခဲ့ရပါတယ်။မိတဲ့မောင်မိတဲ့ကိုမောင်ပြောစရာရှိလို့လာခဲ့တာ။ပြောလိမောင် မောင်ဘာပြောချင်လို့လဲ။မိတဲမောင်အတွက်ဘာတွေလုပ်ပေးရမလဲပြောပါမောင် ပြောပါမိတဲ့ ကြိုကန်ကြိုးရွာကချင်းမောင်တို့အိမ်ကိုသွားပါအဲ့ဒီမှာ ဝမ်းမကြီးတကောင်တားပေါက်လိုက်မယ်မင်းရောက်သွားရင်လည်းရွက်မပါ အမင်းမပါဝတ်ထူးဆန်ကြားလေးတကောင်ကမင်းစီကိုပြေးလာပြီးမင်းချတာကိုကုန်းနှက်လိုက်မယ်အဲ့ဒီဝတ်ကြားလေးကိုရောင်းဝယ်ပြီးမင်းရဲ့အိမ်မှာတရွတ်တရွမွေးပေးပါမိတဲ့မောင်အဲ့ဒီဝတ်ကလေးကဘာဘာဘာမို့လို့လဲရင်ဟင်းလို့အဲ့ဒီဝတ်ကလေးဟာမင်းရဲ့ချစ်လင်မောင်ဖြစ်မှာမို့ပဲ ရှင်မောင်မောင်တတိဆက်ဘွားဝင်စားနေပြီဟုတ်လားဟုတ်တယ်မိမရေအိုးပြမဖေးရလေမောင်ရေမိတဲ့မိတဲ့မောင်မောင်မောင်မိတဲ့ရဲ့အနာမှာခေါ်ထားပါမိတဲ့ရေမောင်မိတဲ့ကိုစောင့်ရှောက်ပါမယ်ကြည့်ရှုပါမယ်မမေ့နဲ့နော်မောင်မောင်သွားတော့မယ်မောင် မောင်ရေမောင်မောင်မောင် သူမအဲ့ရမှာလန်နှုတ်ခဲ့ရပါတယ်လန်နှုတ်တော့ပားပြစ်ပေါ်မှာမျက်ရည်များဆူရွှဲလို့သူမထူးဆန်းတဲ့အိမ်မက်ကိုပြန်စင်းစားပါတယ်မောင်က သူ့ဝတ်တိရစ္ဆာန်ဘဝမှာပြန်ဝင်စားနေပြီလို့အိမ်မက်ပေးပါတယ်အိုးဟုတ်ပါမလားဖြစ်နိုင်ပါမလားသူမများအစွဲလွန်အသွေးလွန်အချစ်လွန်လွန်များအိမ်မက်ဆိုအိမ်မက်ဆန်းကိုမတ်ရော့သလားအဲ့ဒီလိုနဲ့အချိန်တလာခန့် ကြသွားခဲ့ရပါတယ်။တညာမောင်းရဲ့တန်ကို အိမ်မက်ထဲမှာသူ့မှာကြားရပြန်ပါတယ်။ချစ်တဲ့မောင်းကို လာခေါ်လှည့်ပါတဲ့။အဲ့ဒါနဲ့ကွယ်လို့သူငထိန်အိမ်မက်ထဲမှာပြောတယ်။ကြီးကန်ကျိုးရရှိကိုချစ်မောင်တို့အိမ်ကိုစုံစမ်းမေးမြန်းပြီးသွားခဲ့တဲ့အခါမှာတော့ဟိုးရွာစွန်လက်ပွဲထဲမှာတဲတဲတို့ရောက်လေပါတယ်။ကိုချစ်မောင်ရှိပါလားရှင်။ပြောကိုချစ်မောင်ဝေးဘသူတော်တဲဝုံမိမလာဟဲ့ မဟုတ်ဘူးရှင်ကိုငှထိတ်မင်းမမသေးချက်ပါဟေးငှထိတ်မင်းမနေအောင်ဟေးလာပြီဟဝက်စာကျွေးနေလို့ဟမကြခင်ဝက်စာများနဲ့ညစ်ပတ်ပေလူနေရဲ့ကိုချက်မောင်ဆိုသူတင်နေပေဝက်စာကျွေးရမှာထွက်လာခဲ့ပါတယ်အဲ့ဒီမှာပဲဝက်စာစားနေဝက်အုပ်ထဲမှာဝက်ကြားလေးတစ်ကောင်ဟာသူမရှိရာသို့ခွဲ၍ပြေးလာပြီးသူမရဲ့ခြေဖက်မိုးကိုနှုတ်သီးနဲ့နှမ်းလျှောက်က ။ထမိန်ဆောက်ပါဇက်နဲ့မလွတ်တမ်းကြိုက်ထားတာကိုမသေးချစ်ထူးဆန်းစွာကြုံလိုက်ရပါတယ်။ဟဲ့ကောင်နားတော့ကြည်စမ်းအဲ့ဒါကိုကြိုက်ညာတော်တော်ဟဲ့ကောင်တွားလေကိုချင်းမောင်ကထမိန်ဆောက်ကြိုက်ပြီးကိုလုံးလေးဝမ်းသာအားရလွလွတ်နေရဲ့ဝက်ကြားလေးကိုဟောင်းငေါအော်၍မောင်းထုတ်ပါတော့လေဝက်ကြားလေးဟာလုံးဝမတွားပါမတဲချစ်ကဝက်ကလေးကိုငုံကြည့်လိုက်ပါတယ်အလိုတတိယရဲပါကလာအိမ်မက်ထဲမှာကြွယ်လွန်သူသူမရဲ့လင်း ကိုငှထိန်ကြိုပြောခဲ့တဲ့အတိုင်းပါပဲ။ဝက်ကဝက်ခပတ်ကြလေလက်ရွက်နှစ်ခုမပါ အရင်မှနေ၍ခုတ်ပြခံရသလိုငုံတိပါပဲ။ပြီးတော့အမီးလည်းမပါအရင်ပြငုတ်တူလေ။အိုးတနာစရာလေချစ်စရာလေသူမချစ်စရာတနာစရာဝက်ကလေးကိုကောက်ပွေးလိုက်ပါလေ။ဝက်ကလေးကရှာနဲ့သူမရဲ့ပါကိုရမ်းမလို့လုံနေရကအသေးရစရာပါ။ကိုချက်မောင်ဒီဝက်ကလေးနမယဘလို့ခေါ်လဲရင် နရွက်ရောအမီရောငွေကလေးမပါလို့နားတို့လို့ခေါ်ကြတယ်ဗျညီကငါချိတ်မိမလားဟုတ်ကဲ့အခုလာဘာကိစ္စလဲကွယ်ကျမဝက်လုပ်ငန်းပြန်လုပ်မလို့ဩအဲ့ဒါဝက်လဲမွေးချင်နေအထူးတစ်ဖြစ်ဒီဝက်နားတို့လေးကိုကျမမြင်ချင်းချစ်လိုက်တာကိုချစ်မောင်ရင်ကျမဒီဝက်ကလေးပြန်ရောက်မလာရင်နှုတ်မခွဲသေးဘူးမတဲချစ်ရဲ့ရှားပါတယ်ကျမနှုတ်ဝဲတာပြီးမွေးပါမယ် ။အင်းကမစုံဘူးနော်မတဲချေ။ကိစ္စမရှိပါဘူးကိုချစ်မောင်။ကျမတို့မမြင်ချင်းချစ်လဲချစ်တနာလေတနာလို့ပါရှင်။ကဲပြောဘလောက်ပေးရမလဲ။ကြည်ပေးပါဗျာ။ပြောပါအာမနာပါနဲ့။တထောင်ပဲပေးပါဗျာ။မတဲချစ်ကငွေဆက်ကိုတထောင်နဲ့တရွက်ကို ထုတ်ပေးလိုက်ပြီးဝက်ကလေးကိုပိုက်ပြီးပြန်လာခဲ့လိုက်ပါတယ်။ပြောရရင်တော့ဝက်ကလေးဟာမတဲချစ်အိမ်သို့ရောက်တဲ့နေ့ကစပြီးခုံပေါက်မြူးထုနေပါတယ်။ပျော်ရွှင်ချမ်းမြေ့နေပါတယ်။ ိမ်ပေါ်မှာပြေးလွှားကစားနေပါတယ်။နေ့စဉ်နှိုးတိုက်ပါတယ်၊နှိုးမုံနဲ့ရောစက်ပြီးကျွေးကြရပါတယ်။ကွယ်လွန်သူကိုငှထိန်ရဲ့ပဆိုးအင်ချင်များကိုကိုက်ချပြီးသူမကိုယူလာပြပါတယ်။ကိုငှထိန်စီးတဲ့ဖက်နှက်ကိုကပ်၍ပြပါတယ်။ကိုငှထိန်စားတဲ့ပကံကိုဗဆန်နဲ့ကိုက်ဆွဲပြပါတယ်။နားတို့နဲ့ကိုငှထိန်ဝင်စားလာရင်အဲ့ဒီလိုများမေးလိုက်ရင်တော့မသိချစ်ပါမို့ပြေးပြီး ပေါအောင်နှာခေါင်းနဲ့နန်းတယ်လို့လှုပ်လိုက်ပါတယ်။ နားတော်ဟာကုငထိန်တောက်တဲ့အရက်ဖန်ခွက်များကိုနှက်ခေါင်းနဲ့နမ်းချုပ်ပြီးပျော်နေလိုက်ပါသေးတယ်။သူ့ကိုဝက်လောင်ရင်တီးတံမှာအဝေခင်း၍တက်ရရေးချိုးပေးရပါတယ်။အစာကကောင်ကျွေးရပါတယ်။အစာကျွေးရင်တော့အချားပကံနဲ့ထဲကျွေးရမရပါ။ကုငထိန်မတေခင်က စားတဲ့ပကံနဲ့ကျွေးမှစားပါတယ်။အိမ်ကြီးနားချင်းများကနှရက်မပါ အမင်းပါတဲ့ဝက်ကလေးကိုကြောင်လေးခွေးလေးလိုမွေးထား၍မေးမြန်းကြပါတယ်။နားတော်ကအပြင်သွားတိုင်း သူမနီးမှလိုက်ပါလိရှိပါတယ်။ယောက်ျားဧည့်သည်များဝင်လာရင် ခွေးတကောင်လိုလိုက်ကြိုက်ပါတယ်။ယောက်ျားရဲ့ဧည့်သည်များကမိသားရဲ့နင့်ရဲ့နားတို့လောက်ပါအောင်ဟ။အဲ့ဒီအခါနားတို့ကိုတော့လှောင်အိမ်မှာထည့်ပြီးမှဧည့်သည်ကိုစကားပြောရပါတယ်။နားတို့ဟာလှောင်အိမ်ထဲမှာတော့ဒေါသပုံထား၍တဤအော်၍စူပူလေးရှိပါတယ်။ဧည့်သည်ပြန်လို့တကားဖွင့်မိတဲ့အခါမှာတော့မတဲချစ်ကိုစိတ်ဆိုးရံပြူပါတယ်။ခေါ်ရင်မလား ကျွေးရင်မစား၊ကိုက်မလို့လောက်၍မနှဲချောရပါတယ်။နားတို့မင်းကငှားလင်ကိုထင်းကိုဝင်စားတာနော်။ငှားချစ်သေးလို့လား။ဟင်။ချစ်ရင်ကိုထင်းဆိုရင်ငှားပေါ့နန်းဆန်။အဲ့ဒီလိုမေးလိုက်တဲ့အခါမှာတော့အဟိတ်တရိษံဝန်းနာတို့လေဟာမိသည်ချစ်ရဲ့ရှင်ဘက်ပေါ်ကိုလက်ထောက်ချစ်ပြီးမိသည်ချစ်ရဲ့ပါကိုနန်းလိုက်လိပါတယ်။ဖြစ်ရလေကိုထင်းရဲ့ သူမကလူဝင်စားဝန်းနှစ်ရက်တို့အမီးတို့လေးပွေ၍ငိုမက်မျက်ရည်ကျခဲ့တဲ့နေ့များမနှဲခဲ့တော့ပါစဉ်းစားကြည့်ပါရင်လင်သားကုငတ်ထိန်ဝစ်ကြေးပါ၍ဝတ်တိရစ္ဆာန်ဘွားတို့ကူးပြောင်းခဲ့ရပြီးသူတစ်ချိန်ကဝတ်များကိုရရဆက်ဆက်အရှင်လက်လက်လက်ရွက်လီ အမီးလီပြီးအချက်နဲ့တော့အမီးလောက်ခဲ့တဲ့အာဟုတော်ဝစ်ကြေးဟာ သူတိရစ္ဆာန်ဘွားတို့ရောက်တဲ့အခါလက်ရွက်မပါ အမီးမပါဘွားနဲ့တန်နရာဝစ်ကြေးလဲခဲ့လီရောတလား တန်ရောစင်မပြတ်၍ဝိပါကဝိကျွေနဲ့အဲဒီတိရစ္ဆာန်ဘွားရောက်တဲ့အချိန်သူမရှိရသူသူရောက်လာခဲ့ပြီလေဘဝချင်းမတူ၍လူသားဘွားတို့ကလိုတည့်ရတဲ့အတူမအိပ်ဆက်နိုင်တဆက်ပွဲတဲ့အတူရှင်၍မစားနိုင်တဲ့အချိန်နားတော်ဝက်ကလေးကိုလင်သားသူဘွားတို့ကကဲ့သို့သူမကျင်နာပေးခဲ့ပါတယ်အခုကလည်းလူလိုကျင်းဝင်ပြုစုခဲ့ပါတယ်ဒီလိုနဲ့ဝက်ကလေးရွယ်ရောက်ပြီးဝက်ဖြိုကြီးဘွားတို့ရောက်လာခဲ့ပါတယ်ဝက်သူဘွားရောက်တဲ့အချိန် မိတ်မရှာခဲ့ပါတနေ့အခါမှာတော့ဝက်ကြီးနားတော်ဟာသူမရဲ့ထမင်ကိုပါးစပ်နဲ့ကတ်ချပြီးခြံစည်းရိုးတောင်ရှိမကြီးပင်အောက်သို့ခေါ်ခဲ့ပါတယ်ဘာလို့မလို့လဲကိုထိန်တခါတည်းမိတဲ့ချက်ကနားတော်ကို ကိုထိန်လို့ခေါ်လိမ့်ရှိပါတယ်ကိုထိန်လို့ခေါ်လိုက်ရင် နားတော်ဟာဥမျိုးနေလေရှိပါတယ်နားတော်ဟာမကြီးပင်အောင်ရှောက်တာနဲ့မြေကြီးကိုတော့နှုတ်သင်းနဲ့ထိုးရက်၍ပြလိုက်ပါတယ်ဘာရှိလို့လဲ နားတော်ကသူမရဲ့မျက်နှာမောကြည့်ပြီးမြေကြီးကိုသာနှုတ်သိမ်းနဲ့ထုတ်ခေါ်၍ပြနေပါတယ်။မတဲချင်းတဘောမပေါက်ခဲ့ပါ။အဲ့ဒီမှာနားတော်ကမြေကြီးများကိုသူ့ရဲ့တက်မာတဲ့နှုတ်သိမ်းနဲ့ထုတ်ခေါ်ပြစ်လိုက်ပါတယ်။မြေကြီးများပုံပဲ၍လမ်းကျထွက်ကုန်ပါတယ်။မကြခင်မှာပဲမြေကြီးထဲမှာပလတ်စတစ်နဲ့ကုပ်ထားတဲ့အထုပ်တစ်ခုကိုတော့မတဲချင်းအဖွဲမြင်လိုက်ရပါတယ်။ဟင်ဒါပါလဲရင်ကိုထိန် သူမှပလတ်စတစ်အထုပ်ကိုကောက်ယူပြီးမြေကြီးမြောက်ကိုခါချလိုက်ပါတယ်။အဲဒီနောက်ပလတ်စတစ်အထက်ထက်ကိုဖြည့်လိုက်တဲ့အခါမှာတော့ဟာဖះရီသူမှမြင်လိုက်ရတာကတထောင်ကျက်တန်းငွေဆက်ကိုအထုပ်ငါးထုံးနဲ့ရွှေဆွဲကျိုးနှစ်ကုပ်ရွှေလက်စွပ်သုံးခွင်လက်ကောက်တရံသူမှနားတို့ရဲ့လက်ပင်းကိုဖတ်ပြီးဝမ်းသာအရာငိုပစ်လိုက်ပါတယ်။အော်ကိုထိန်ကိုထိန်တလေးဆက်ဘွားရောက်တဲ့အချိန်လူဘွားတို့က မရမသိရအောင်ဟွက်မြုပ်ခဲ့ရတဲ့ငွေနဲ့ရွှေများကိုအဟိတ်တိရစ္ဆာန်ဘွားလျှောက်တော့မှတန်ရောစင်အချက်မြစ်တာတန်းနဲ့ထုတ်ဖို့ပေးကန်ရော်ရော်ခဲ့ပါရောတလားကိုထင်ရင်မိသေးချင်းနေချင်းညချင်းဆိုသလိုတောက်ပဝင်လဲ၍သွားခဲ့ပါတယ်ငွေလဲရှိနေပြီးရွှေလဲရှိနေပါတယ်အဲ့ဒီခါမုတ်ဆိုးဖို့များလူပြိုကြီးများဖုံးကြီးလူထွက်ယောက်ျားသားများကလှန့်ကြီးပေါက်လာမုတ်ဆိုးမလေးကိုမျက်စိကြပါတယ် ပူပန်ကြပါတယ်စကားကမ်းလဲကြပါတယ်ပယောပီလောက်ကြပါတယ်သို့တော်မိတဲ့ချက်ကအားလုံးစကားအလိမ်မာနဲ့ရှောင်ခဲ့လိုက်ပါတယ်သူမကဝဲကြီးနားတို့ကိုသူမရဲ့ချစ်လင်ငယ်ပေါင်းကိုထင်ကပြန်လည်ဝင်စားလာလို့အချောင်းချောင်းထောက်၍ယုံကြည်နေလိုက်ပါတယ်ကိုထင်ကလူသားဘွားရှိစင်တုံးကလည်းချစ်လင်ကိုထင်မှလို့ရည်မိတိယောက်ျားပေါ်မှာစိတ်နဲ့မဖောက်ပြခဲ့ပါ ကိုထင်မရှိတဲ့ဘွားရောက်လေချစ်လင်ဆိုကြည့်အချက်ပေါ် တစ္ဆာဆောင်တည်ခဲ့ပါတယ်။အခု ကိုတိန်ဝဲဝင်စားပွားသို့ရောက်ခဲ့ပြီးသူမောက်ချစ်နေစေ၊စောက်ရှောက်နေစေ၊ခံမရဆန်စွာပေးကပ်နေစေယခုချိန်ထိဘယ်တစ်စင်းယောက်ျားနဲ့မှမဖောက်ပြန်ခဲ့အိမ်တော်တက်ထူရန်စိတ်မကူခဲ့သွားလေသူအပေါ်တစ္ဆာဆောင်တည်နေစေလူဝင်စားဝငတ်ထဲအပေါ်တစ္ဆာရှိနေစေအလုံးသောစိတ်ဝင်စားသူယောက်ျားသားများကမတဲချစ်ပါကြောင့်နောက်အိမ်တော်မပြူတာကိုစဉ်းစားလို့များခဲ့ပါတနေ့အခါမှာတော့ မတဲချေထူးဆန်းတဲ့အိမ်မက်တကူကိုမခရပြန်ပါတယ်အိမ်မက်တဲမှာချစ်လင်ကိုထင်ရဲ့တန်ကိုကြားနေရပါတယ်တဲချေကိုထင်လားယင်အေးမောင်ဘာပြောမလို့လဲယင် မောင်ဘမလဲတဲချေနင်းရောငါစောင့်ရှောက်နိုင်သမျှစောင့်ရှောက်ခဲ့ပြီးပြီငါဒီဘဝဆိုးရနေအချားတနေအောင်မကြခင်တွားရတော့မယ်ငါအတွက်ရည်စူးပြီးအဲ့လိုတခုလုပ်ပေးပါ ိမနော်ဟုတ်ဟုတ်ကဲ့ကိုထိန်အိမ်မက်ကဒါမြပါ လူလုံးလူဖန်ကိုမမြင်ရအတံမဲ့ကြရပါတယ်သူအခြားတနေရာကို သွားရတော့မယ်တဲ့ဘယ်နေရာများပါလဲအလူတခုလုပ်ပေးပါ မိမရဲ့တဲ့အားငယ်ညိုလျအတံနဲ့မြစ်တာရက်ခဲ့ရပါတယ်အဲ့ဒါနဲ့ကက်ဆုံလားပြင်းနေမှာတန်ကတော့ငါပေါ့ပင်ပြီးစိုးတင်ငယ်ခဲဝဲဘောစံနဲ့ဝိထုငွေများကွဲလွန်သူကိုထင်ကိုရည်စွေ ကတ်လုခဲ့လိုက်ပါတယ်။အရင်နေ့ကအင်းနီနာချင်းချို့နဲ့ဆွေမျိုးတာချင်းချို့လည်းတရားနာကြောက်ရောက်ခဲ့ပါတယ်။ထူးဆန်းနာကအဲ့ဒီရည်စူးတရားနာပွဲအနေမှာနောက်ဖက်နာမှာဝက်ကြီးနာတို့ဝင်ရောက်ပြီးတော့တရားနာနေခြင်းပဲဖြစ်ပါတယ်။အင်းနီနာချင်းများကဝက်ကြီးနာတို့ကိုခင်မင်နေကြပါပြီ။အလွန်လိမ်မာသောဝက်ကြီးအကင်းပါသောဝက်ကြီးတခင်မောက်ကိုနဲ့မကွာစောက်ရှောက်နေဝက်ကြီးမိသေးချင်းရဲ့လင်းများဝင်စားရော့သလားလို့ပြောနေရတဲ့ဝက်ကြီး ဒီဝက်ကြီးဟာတော့ဖုန်းကြီးတရားဟောနေစဉ်ငုတ်ထုတ်ထိုင်၍တရားစကားများကို နားဆင်နေပါတယ်။ဒါကိုသက်တော်ကြီးဖုန်းတော်ကြီးအမြင်၍ခေါင်းညှိလိုက်ပါတယ်။အဲဒီတိရစ္ဆာန်ဖြစ်နေတော့လေဖယားနီတရားနီတန်ခါနဲ့နီး၍တရားစကားနာခွင့်ရတယ်လို့မိတ်ဆွေချင်းမွန်ပါတယ်။ဒီလိုနဲ့ကွယ်လွန်သူဘဝကူးကောင်းရန်ကုသိုလ်ရေးဆက်ချတရားဟောလိုက်ပါတယ်။ရေးဆက်ချပြီးစဉ်မတဲချက်ကအမျှဝေလေပါတယ်။ မိဘဘိုးဘဆရာသမားများအားအမှုထားပြီး30တပုံသားအလုံးနဲ့တကွကိုထင်ရင်အမြအမြအမြတာဒုတာဒုတာဒုသူမက သုံးချိန်တီတီရေးဆိုပြီးအမြဝေခဲ့ပါတယ်။တန်ကတော့များပြန်ကြွပြီးလူအများလည်းပြန်မလို့လုံနေကြပါတယ်။ဟဲ့မတ်ချေညီကောင်နားတို့အိပ်ပျော်နေတဲ့သူ့ဘာရဲ့ဟဲ့အစရောကျွေးပြီလား။ နှိုးကြွေးလိုက်ပါ၏သူခမတရားဝန်နာနေတာဟဲ့လိန်မာလိုက်တဲ့ဝက်ကြီးတော်နားတူနားတူနားတူထထမတဲချက်ကနားတူလှုပ်ရင်နိုးပါတယ်အကြင်ကြင်သူမလှုပ်နိုးနေပါတယ်သို့တော့ဝက်ကြီးနားတူလုံးဝမလှုပ်တော့နားတူနားတူရင်မတဲချက်ရှင်းလိုက်တဲ့နဲ့ထထနိုးလိုက်ပါတယ်နားတူကမနိုးတော့အိတ်ဆက်ခြင်းနဲ့ထာဝရအိမ်မောကြသွားခဲ့ပါတယ် အားလုံးကနားတို့ကြီးတရားနာပြီးနောက်တည်သွားပြီလို့ဆိုကြပါတယ်။မတဲချစ်နားတို့ကြီးကိုဖတ်၍အားရပါရငိုခဲ့ပါတယ်။သူမအနည်းရှိသူများ မကြားမရိပ်မိအောင်ရှင်ထဲမှာပြော်၍အားရပါရငိုချလိုက်ပါတယ်။မောင်ရင်ကိုထိန်မောင်ဘေဘွားရောက်သွားပြီလေမောင်ရဲ့ကံကံရဲ့အကျိုးပြစ်ကိုကံပြုတ်သူတိုင်းခံစားရစမြဲပါ ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။ဇလန်လေးကိုနားဆင်ပြီဆိုတော့ကျမရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။နောက်နေ့တွေမှာလည်းဘလို့ဇလန်လေးကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြပါအောင်နော်။ကျမတို့ channel လေးမှာဇလန်မြောက်နားဆင်ရင်ပရိသတ်များအလုံးဘဝမောများပြေပြောင်းနိုင်ကြပါစေလို့ကျမတို့ channel လေးမှာသုတောင်းမြတ်တာ 不打拉呀，把你心。